နာစင်ရဲတော့စကားငါမျိုးတဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်အင်္ဂုတ္တရနိကေပင်စကနိဘတ်ပါဠိတော်မှာဒုက္ကတာတုတ်တန်းဆိုပြီးတော့ဟောကြားထားတာဖြစ်ပါတယ်မကောင်းတဲ့စကားငါမျိုးနာစင်ရဲတဲ့စကားငါမျိုးတဲ့နံပါတ်1ကအတ္တဒတ္တတ္တကထာဒုက္ကထာတဲ့ တရားတရားမရှိတဲ့သူရဲ့အဖို့ရမှာတရားတရားနဲ့ဆက်လျင်းတဲ့တရားစကားသည်နားစင်ရတဲ့စကားဖြစ်တယ်နားကြပြင်းကတ်တဲ့စကားဖြစ်တယ်မကောင်းတဲ့စကားဖြစ်တယ်နံပါတ်1ကဒုတိလတ္တတီလကထာဒုက္ကထာတဲ့တီလမရှိတဲ့သူရဲ့အဖို့ရမှာတီလနဲ့ဆက်လျင်းတဲ့တရားစကားသည်နားစင်ရတဲ့စကားဖြစ်တယ်နားကြပြင်းကတ်တဲ့စကားဖြစ်တယ်မကောင်းတဲ့စကား ဖြစ်တယ်။နံပါတ်3ကအပတုတ္တတဘာဟုသ္စကထာဒုက္ကထာအကြမ်းမြင်ဘူတုတ္တမရှိတဲ့သူရဲ့အဖို့ရမှာအကြမ်းမြင်ဘူတုတ္တနဲ့ဆက်လျင်းတဲ့တရားစကားသည်နာစင်ရတဲ့စကားဖြစ်တယ်နာကြပြင်ကတ်တဲ့စကားဖြစ်တယ်မကောင်းတဲ့စကားဖြစ်တယ်နံပါတ်၄ကမစ္စရိတ္တစာခကထာ ဒုက္ကဋ္ဌာဝန်တိုစင်းနဲ့နှမျောတတ်တဲ့သူရဲ့အဖို့ရမှာပေကန်းလူတန်းစွန့်ကြဲခြင်းဆိုတဲ့ဒါနတရား၊စာကတရားတွေနဲ့ဆက်လျင်းတဲ့တရားစကားသည်နာစင်ရတဲ့စကားဖြစ်တယ်၊နာကြပြင်ကတ်တဲ့စကားဖြစ်တယ်။မကောင်းတဲ့စကားဖြစ်တယ်။နံပါတ်၅ကဒုပ္ပညတ္တပညာကထာဒုက္ကထာတဲ့ ပညာမရှိပညာမဲ့တဲ့လူမိုက်တွေရဲ့အဖို့ရာမှာပညာနဲ့ဆက်လျင်းတဲ့တရားစကားဒီနားဆင်းရတဲ့စကားဖြစ်တယ်နားကြပြင်ကတ်တဲ့စကားဖြစ်တယ်မကောင်းတဲ့စကားဖြစ်တယ်တရားတရားနဲ့ဆက်တဲ့စကားဒါစကားကတော့ကောင်းပါတယ်သို့တော်လည်းပဲတရားတရားမရှိတဲ့သူအတွက် ါမကောင်းတဲ့စကားဖြစ်ရတယ်ပေါ့စကားကတရားတရားနဲ့ဆက်တဲ့တရားစကားဒီကောင်းတဲ့စကားဖြစ်တာပေါ့တိုးတော်လည်းပဲတရားတရားမရှိတဲ့သူအဖို့ရမှာတော့ဒါဟာနားစင်းတဲ့စကားဖြစ်ရတယ်တိလနဲ့ဆက်လျင်းတဲ့စကားကောင်းတာပေါ့တိလမရှိတဲ့သူရဲ့အဖို့ရမှာတိလကိုမမျက်နှူးမချစ်ခင်တဲ့သူရဲ့အဖို့ရမှာဒါနားစင်းတဲ့စကားဖြစ်တယ်ပေါ့ အကြံမြင့်ဘူးတုဒ္ဒနဲ့ဆက်လျင်းတဲ့တရားစကားဟာဒါကောင်းတဲ့စကားဖြစ်တာပေါ့တိုးတော်လည်းပဲအကြံမြင့်ဘူးတုဒ္ဒမရှိတဲ့သူရဲ့အဖို့ရာအတွက်တော့ဒါမကောင်းတဲ့စကားနားဆင်းရတဲ့စကားဖြစ်ရတယ်ပေါ့ဒါနတရားစာကတရားနဲ့ဆက်လျင်းတဲ့ပေကန်းလူနဲ့စွန့်ကြဲခြင်းဆိုတဲ့ဒါနစာကဒီတရားတွေနဲ့ဆက်လျင်းတဲ့တရားစကားဟာဒါကောင်းတဲ့စကားဖြစ်တယ်တိုးတော်လည်းပဲဝန်တူစင်းတဲ့နှမျိုးချင်းရှိတဲ့သူတွေရဲ့အဖို့ရာအတွက်တော့ နားစင်းရတဲ့စကားဖြစ်ရတယ်မကောင်းတဲ့စကားဖြစ်ရတယ်ပညာနဲ့ဆက်လျင်းတဲ့စကားပညာနဲ့ဆက်လျင်းတဲ့တရားဒါကောင်းတဲ့စကားကောင်းတဲ့တရားတိုးတော်လည်းပဲပညာမရှိပညာမဲ့တဲ့လူမိုက်တွေရဲ့အဖို့ရမှာတော့ဒါနားစင်းရတဲ့စကားဖြစ်ရတယ်နှာကြပြင်းကတ်တဲ့စကားဖြစ်ရတယ်တဲ့ဒါကိုဥစဉ်တို့ဘုရားရှင်ကိုယ်တော်မြတ်အင်ဂုတ္တရဏိကေပိစကဏိဘတ် ါဠိတော်မှာဒုက္ခတာတုတ်တန်းဆိုပြီးတော့ဒီလိုဟောကြားထားတာဖြစ်ပါတယ်။ဒါကိုဦးဇင်းတို့အားလုံးသောဓမ္မချစ်ခင်သူတော်စင်များဓမ္မပုဒ္ဒတများတိုးပွားဖို့အတွက်ဦးဇင်းဓမ္မဒါနာပြုမျှဝေပေးခြင်းဖြစ်ပါတယ်။